ုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့စဘာတော့အတွင်မှာကိုနစ်အရွယ်သမီးလေးရဲ့အလောင်းကို၃ရက်ကြာမှရှာတွေ့ပြီးနောက်ဦးလေးဖြစ်သူရဲ့ရက်ဆက်ရုံမှမူပေါ်လာခြင်းဆိုတဲ့စိတ်ဝင်စားဖွယ်၊ရင်နှင်းဖွယ်၊ရဲမှတ်တမ်းမှုကင်းပြည့်အမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ သုံးလူထွတ်ထားရှင်တော်ဘုရားကတရဝအနန္တတို့အတွက်အထူးသဖြင့်ယနေ့ရှိကြကုန်သည့်ပုထုဇဉ်လူသားတည်းရဲ့အတွက်လောကီရေးဆိုင်ရာစီးပွားချမ်းသာအလုငါ၎င်းလောကုတ္တရာစီးပွားချမ်းသာအလုငါ၎င်းလူသားတို့နဲ့အနည်းဆက်ဆုံးကျင့်တံအားထုတ်နိုင်စွမ်းသောငါးပါးသောကိုချင်းတိတ်္ခာတရားကိုညွှန်ပြခဲ့ပါရီထိုတရားငါးပါးမှာကံငါးပါးပဲဖြစ်ပါရီပါဏာတိပါဒ သူတစ်ပါးရဲ့အသက်ကိုတတ်ချင်းမှရှောင်ကျဉ်ရမေကံအရိဏဌာနသူတစ်ပါးရဲ့ဥစ္စာကိုခူးယူခြင်းမှရှောင်ကျဉ်ရမေကံကာမေတုမိစ္ဆာစာရသူတစ်ပါးရဲ့အင်ယာကိုကျူးလွန်ဖောက်ပြန်ခြင်းမှရှောင်ကျဉ်ရမေကံမုတဝါဒသူတစ်ပါးဒုက္ခဆင်းရဲရအောင် မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျဉ်ရမေကံနဲ့သူရမေရိယမူရစ်စေတတ်တဲ့အရာခတ်သိမ်းမှရှောင်ကျဉ်ရမေကံဒါမှမဟုတ်အပြုအမူလှုပ်ဆောင်မှုများဖြစ်ပါရီ ထို့သို့သောကံငါးပါးအနက်မှ အမှန်ငါးဖြစ်တဲ့သူရာမေရိယကံကအပြုလွယ်ဆုံးအပြတ်မြန်ဆုံးရင်းရိုင်တဆုံးဖြစ်တယ်လို့အဆိုမိန်ရှိပါရည်။ထိုကံကိုကျူးလွန်မိတာနှင့်တပြိုင်နက်တည်းကြံရှိတဲ့ကံလေးဝရဲ့တကားပေါက်ကို အလိုရောက်ကြောနှင်းကျူးလွန်စေခြင်းကို အားပေးတာကြောင့်ဖြစ်ပါရည်။ထိုအဆုံးမတရားရဲ့အနှစ်သာရကမြေမြလျင် တိကျမှန်ကန်ပါကြောင်းကိုယခုတင်ပြမယ့်အကြောင်းအရာလေးနဲ့တာရကပြုပြီးတင်ပြအပ်ပါရည်။ ဆရာပြန်ရောက်လာပြီလားအေးကွာဟိုရက်တွေကငါမေမေနေမကောင်းလို့ခွင်းဆယ်ရဲ့ယူသွားရတယ်လေခုတော့မေမေနေကောင်းသွားပါပြီဆရာအမေရှိသေးတယ်နော်အေးရှိသေးတယ်လေကျွန်တော်အမေကတော့ဗျာကျွန်တော်အချုပ်ထဲရောက်တာတော့လားတွေ့ပုံမရအောင်မိခင်စိတ်သိမ့်နေတာပဲခုတော့သေသွားပါပြီကျွန်တော်စိတ်နဲ့သေတယ်လို့ပြောကြတာပဲကျွန်တော်ကတော့မယုံပါဘူးသေတာပဲကောင်းပါလေမအေးကိုဒီလိုသဘောမထားရဘူးကွာ ဒီလိုလဲမပြောရဘူးကျွန်တော်လဲတရားတော့မဲထင်ပါ रे ဗျာအတနာခံစားလဲရုံးမိမဟုတ်လားဆရာကျွန်တော်သိနေတယ်လို့ပဲအဲ့ဒါတော့ငါလဲဘယ်သိနိုင်ပါလဲကွအတနာခံစားဆိုတာကနိုင်ငံတော်သမ္မတကြီးစီကိုတင်ထားတဲ့ကိစ္စပဲနောက်ဆုံးအတနာခံစားရှုံးနေပြီဆိုတော့ကျွန်တော်သိတယ်လို့ပဲအိမ်မက်တွေမကောင်းဘူးဆရာအဲ့တော့မွေးမိခင်ကိုပြင်မာတဲ့အရေးရောင်တွေကအဲ့ဒီအကျိုးဆက်တွေကြောင့်မင်းရဲ့စိတ်တွေခြောက်ခြားနေတာ ဒီတော့အမေကိုရည်စူးပြီးကြော့လိုက်တောင်းမှန်လိုက်ပါပြီးတော့လောကမှာတရဝါအလုံးရဲ့ခုကိုရာဟာဖះရှင်ဟောကြားတဲ့တရားတွေအစုံမတွေပဲကွကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတတ်တယ်ဒီတော့အရှုံးလေးကအမျက်ကိုရအောင်ယူစမ်းပါကွာကျွန်တော်ကတော့တေပြီးနောက်ဘဝဆိုတာလည်းမယုံတေမာကိုလည်းမကြောက်တော့ဘူးအခုဆရာကိုပြောပြတာအိမ်မှာမကောင်းတာကိုပါအေးကွာ မင်းကအိမ်မက်ကြောင့်ဦးစားပေးပြောချင်တာဆိုတော့လေပြောကွာတေးတန်အကျဉ်းသားတင်မင်းရဲ့နှလုံးသဲပုတ်မှာကောင်းတဲ့အသည့်တရားဆိုတာခြောက်ခန်းနေပြီဆိုတာရိတ်စားမိလိုက်တဲ့သူနဲ့စကားရှိရှိပြောနေခြင်းကအကျိုးမရှိတာကိုသဘောပေါက်ခါစကားနဲ့ရန်စဲသဘောနဲ့သူပြောလို့တဲ့အိမ်မက်ကြောင့်ကိုစကားလွှဲလိုက်ကြသည်အိမ်မက်ကမတ်တာ၃ရက်ရှိပြီဆရာအတူတူကြည့်ပဲတစ်ချက်မှမလွှဲဘူး ိမ်မက်ထဲမှာကကျွန်တော်တနေရာစီကိုရောက်သွားရတယ်။နေကဘူးရေကလည်းငတ်လို့ခလန်းလန်းမှမြင်ရတဲ့အစာအုံတစ်ခုစီကိုရောက်သွားပါတယ်။အဝင်ဝမှာမဲမဲကျုပ်ကျုပ်အရက်ရှိရှိရုပ်ဆိုးဆိုးနဲ့ခက်ထန်တဲ့မျက်နှာကြီးနဲ့စိုက်ကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲခွေးနှက်ကြီးနှစ်ကောင်ကပေါ်လာပြီးတော့ကျွန်တော်ကိုလိုက်ကြိုက်တယ်။ပြေးရင်ပြေးရင်နဲ့ကန်းဆက်တစ်ခုကိုရောက်သွားတယ်။ကျွန်တော်ကန်းဆက်အရောက်မှာပဲလူတစ်ယောက်ကဝါးဖောင်လေးတစ်ခုနဲ့ကန်းကိုကတ်လာတယ်။ နောက်ကခွေးနဲ့ကြီးနှစ်ကောင်ကလည်းကျွန်တော်လေကုန်းနဲ့ကြောကိုတဲတဲမဲမဲကြိုက်နေတယ်။ဖောင်မောင်မောင်ပါလာတဲ့လူကိုကြည့်လိုက်တော့ပထမဦးစွာအင်ကြီးအဝင်ဝမှာတွေ့ရတဲ့လူမဲကြီးဖြစ်နေတယ်။သူကကျွန်တော်ကိုမြင်တော့သူ့ဖောင်ကိုကမ်းခြေမကတ်တော့ပဲပြန်ထွက်ဖို့ပြန်လိုက်ပါတယ်။ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဖောင်မောင်ကိုပြည့်တက်ခုန်လိုက်တာ။ဖောင်မောင်မရောက်တော့ပဲအလွန်တရာနှက်ဆိုင်ပြီးအသေးရစရာ ကောင်းလာတဲ့ကြောက်ကြီးတဲကိုကြာသွားတယ်။အဲအဲ့ဒါပါပဲဆရာ ဒီလိုမတ်တာ၃ရက်ရှိပြီစရာအိမ်မက်ဆိုတာသွေးလေခြောက်ချားတဲ့ခါလေးမတ်တက်တာပဲကွာရတနာ၃ပါးကိုသာစီးကပ်ပူဇော်ပေါ့ကွာလူဟာတည်ပြီးရင်မြေကြီးဖြစ်ပြီးပျောက်သွားမှာပဲစရာအဖို့အလုပ်တွေမလုပ်ချင်တော့ပါဘူးကျွန်တော်လက်လျှော့လိုက်ပါပြီမိုင်လုံးကြီးလာကြီးလာတင်မောင်ရဲဆိုပြီးရင်ထဲကတွေးလိုက်မိပါရဲ့မင်းဘဝဟာငိန်လူလူစေလေပြင်းကြောက်စီမီကွက်ရောက်နေတာကွာဆိုပြီးလေပြောလိုက်ချင်းလာရဲ့ အာဟုတောတရားရဲ့အရေးဆိုးနမိတ်ဆိုးတွေက သူ့ကိုရောင်ပြန်ဟပ်ပြီးချောက်လန့်နေတာကိုလေတင်းမင်းတယောက်သတိပြုမိခံမတူပါတကယ်တင်းမင်းထင်ပြီးတကယ်သူ့သူ့ရဲ့တနာခံစားမှပလက်ခံရပြီးဖြစ်ပါရဲ့သူ့ကိုတည်တန်းစီရင်ရအတွက်တက်ဆိုင်ရာတရားရုံးကိုရချိန်တောင်းထားတဲ့ရက်ကလေးမြသာတင်းမင်းတယောက်လူလောကမှာ နေခွင့်ရှိပါရဲ့ဘ ਹੁ အကျဉ်းထောင် မနက်၄နာရီကစတင်ပြီးထောင်အရာရှိများလှုပ်လှုပ်ရော့ရော့နဲ့အလုရှုပ်နေကြတယ်။ထောင်မှုကြီးနဲ့တကွထောင်အရာရှိကြီးငယ်များလုံခြုံရေးတာဝန်ကျဝန်ထမ်းအဖွဲ့များအစုံကြီးရောက်ရှိနေကြတယ်။ကိုစီကိုငါကြာရတာဝန်ကိုဆောင်ရွက်နေကြတယ်။ဆရာဝန်ကအကျဉ်းသားရဲ့ကျမ်းမာရေးအခြေအနေကိုစစ်ဆေးနေပါတယ်။အတန်းကြတော့ထောင်ပိုင်ဝန်နဲ့တရားသူကြီးတို့ရောက်လာကြတယ်။ ကျွန်တော်ကတရားသူကြီးရဲ့ရှေ့မှောက်မှာမတန်းစာဦးကြီးကိုလှမ်းပြီးစီရင်ရမယ့်အကျင့်သာမှန်မမှန်ကိုစစ်ဆေးလိုက်တယ်။မင်းနမေတင်မင်းမအဖေနမေဥတော်တာအမေနမေဒေါငွေအောင်မသူ့ရဲ့အသက်နေရပြမှုပြည့်တံစသည့်များကိုမေးမြန်းစစ်ဆေးပြီးတော့နေအမတ်သားများကို စစ်ဆေးပြန်မာရီနှာခေါင်းညာဘက်ဘေးမှာမှဲ့နံတလုံးညာလက်ခုံမောမှာအမရွယ်ဝိုင်းတကူ ညာဘက်မျက်လုံးညာဘက်အပြင်ဘက်ကိုဆွေဆောင်နေသည်ထောင်မူကြီးကကျိုးစင်အနေထားနဲ့ကျိုးခွေအနေထားကိုစစ်စစ်ဆက်ဆက်စစ်စစ်နေပါသည်လုံကြုံရေးတာဝန်ကြားဝန်ထမ်းများကလည်းကျိုးစင်မှာပေ၂၀မှာဝန်းရံထားကြသည်တင်းမင်းလက်ပေးဆရာရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးအနေနဲ့ကြားလိုက်ရတဲ့တင်မင်းရဲ့ငူရှိုက်လိုက်တဲ့အတန်းကြောင့်ကျွန်တော်ရင်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ် ကျွန်တော်ကသူ့ရဲ့လက်နှစ်ဖက်ကိုဆွဲယူကလက်ပြန်လက်ထိတ်ခတ်လိုက်ပါရီထောင်မှုတယောက်မှလည်းသူ့လက်ထဲမှာအသင်းကင်ထားတဲ့ပိတ်ဖြူခေါင်းစုပ်ကိုဆွတ်လိုက်ပြန်ရောင်မျက်ရည်ကျနေတဲ့တင်မင်းရဲ့မျက်နှာကို နောက်ဆုံးမြင်လိုက်ကြရီဆရာကဲကဲလာတင်မင်းရဲ့လက်မောင်းနှစ်ဖက်ကိုကျွန်တော်နဲ့ထောင်မှုတယောက်မှဆုပ်ကင်က အခန့်အပြင်ဘက်ကိုဖေးမတွဲခေါ်လာရီကျိုးစင်မော်ကိုတက်ရောက်ရောက်လန်းလေးအတိုင်းတွဲခေါ်လာခဲ့ရီတင်မင်း ဒီလိုမလုံးနဲ့လေမင်းတို့ဘဝကူကောင်းဖရာတရားတန်ကယရနာသုံးပါးကိုအာယုံပြုမှာပေါ့ဟုတ်ဟုတ်ကဲ့ဆရာတနေရာကိုအရောက်မှာတင်းမင်းကရုံးကန်ခြင်းတလို့လို့လှုပ်ရှားလိုက်တဲ့အတွက်ကျွန်တော်ကခတ်တိုးတိုးတတိပေးလိုက်ပါရဲ့ ထိုကဲ့သို့ဒရင်ကကာလာလေးမှာပဲကျွန်တော်တွေးမိတာက အသိဉာဏ်ရှိတဲ့တရဝမှန်သမျှတို့သည်တကယ်တမ်းသေပြီးနေကြုံတွေ့ရတော့မှာကိုတီးရတဲ့အခါမှာတုံလုံးချောက်ချမှုဒါမှမဟုတ်တီးရမှာကိုကြောက်ကြမြဲဆိုတဲ့အတွေ့အပေဖြစ်ပါရဲ့ကျိုးစင်မော်ကိုရောက်ပြီးတမတ်နေရာမှာရက်မိတာနဲ့သူ့ရဲ့ခြေနှစ်ဖက်ကိုခြေထိတ်ခတ်လိုက်ပါရဲ့ ထောင်မူကြီးကလည်းသူ့လက်ပင်ကိုကြိုးကွင်းဆုတ်ခါစနေတကျပြင်ဆင်လိုက်ပြီးထောင်ပိုင်ဝမင်းရဲ့အချက်ပြမှုကိုစောင့်လိုက်ပါရီတင်မင်းကိုတည်ရန်စီရင်ခြင်းလုပ်ငန်းကမနက်9နာရီမှပြီးဆုံးခဲ့ပါရီရမန်နေ့ကပြီးဆုံးသွားတဲ့တင်မင်းရဲ့နာရီကိစ္စအဝဝကိုစောင်ရွက်ခဲ့ရတဲ့အတွက်ကျွန်တော်လူပင်ပန်းစိတ်ပင်ပန်းဖြစ်ခဲ့ရတယ်ယနေ့မှာတော့နားခွင့်ရတယ် လူကငြိမ်နေပြီမဲ့စိတ်ကတော့နောင်မနောင်တရသွားတဲ့မိုင်းနောင်တသမားတင်မင်းကိုတွားပြီးတတိယနေမိတယ်။ယရနာသုံးပါးကိုအတိမဝင်ခဲ့တဲ့တင်မင်းမိဘကိုမိဘလိုနားမလည်ခဲ့တဲ့တင်မင်းတယောက်ဘဲထားနေဘဲစကန်ဘဲလန်းကိုရောက်လိမ့်မလဲ။သူဒုက္ခရောက်ရတဲ့အခါမှာသူ့ကိုလာမတွေ့နိုင်တဲ့ငွေမိခင်ကိုတော့ပြပြကကရင်းရင်တီတီပြောဆိုခဲ့တယ်အပြစ်တင်ခဲ့တယ် ူ့အနေနဲ့သူ့ရဲ့မုဆိုးမမိခင်ကြီးစိတ်ချမ်းသာကိုချမ်းသာရှိစေရန်မြည်တို့လည်းရင်တုတ်ပြန်ခဲ့လေသည်နိမြည်တို့လည်းရင်သာသမီတို့ဝေတရာချိန်မွန်ခဲ့လေသည်နိတင်မင်းကို ရေတိုက်ရွာမှာအဘဥတော်တော်အမိတော်ငွေအောင်မမွေးဖွားပြီးတားယောက်ျားလေး၃ယောက်မွေးဖွားတဲ့အနက်တတိယမြောက်အငယ်ဆုံးဖြစ်ပါရီသူ့ရွာမှာအကြီးနှစ်ယောက်ကကွယ်လွန်သွားတဲ့အတွက်တင်မင်းတယောက်တည်းသာတအူဒီတော်သားအဖြစ်ကျန်ရည်ခဲ့သည် တင်မင်းရဲ့နေ့မှအမေရှိသေးတယ်ဆိုတော့နေ့မေ့နေပြီလားဟဲ့အမေရှိတာဒီလိုအမေနဲ့နေတာပေါ့ဗျငါ့ကိုတန်ရောစင်ရှိလို့မဟုတ်ပါဘူးစားစရာနေစရာမရှိလို့ငါ့အိမ်မှာနေရတာမဟုတ်လားနင်လုံနေတာနဲ့တော့ငါတော့မြ мян သေးမှာပဲတားလေးတယောက်ရှိပါရဲ့ပဲဆုံးပြူးလို့ဒစီဆိုဒစီဆုံးပြူးနဲ့လာတွေ့နေရတယ်အမေမုတ်ဆိုးမှတော့အားကိုးရမလားလို့အောင်းမိပါတယ်ဒါတေးလန်အောင်ဆိုးနေတော့တာပဲ ဖဲဝိုင်းဆိုလဲနင်းပါတာပဲအရက်ဆိုလဲမုံမလင်တန်တော့ငါးစီကရှိစုမဲစုလေးတွေကုန်ပါပြီဟဲ့လူမသိငွေမရပါဗျာငွေရပါပြီစားဆိုတော့တေဂါမပျောက်တတ်တယ်ဆိုတဲ့စကားတိုင်းတေမတာလျင်ပျောက်တယ်အကျင့်စရိုက်ဆိုဖြစ်ပါလိဖခင်ဥတော်တာကွယ်လွန်ပြီးတဲ့နောက်မိခင်မုတ်ဆိုးမတော်ငွေအောင်ကတဝူဒီတော်သားလေးတင်မင်းကိုကိုနှစ်သားအွယ်ကစပြီး နေမရေးချရှိစီရန်ရွာဦးကျောင်းစရာတော်ထံမှเจ้าဧကျောင်းစာအနှံခဲ့သည့်တို့ရမှာဖုန်ကြီးနဲ့လေမတင်မြတ်ဇေယတော်ကိုတော့ခဲနဲ့ပေါက်ပြီးเจ้าကထွက်ပြေးခဲ့သည့်ဂျိုကြားထဲမှာမီးလောင်ရလေးပင်းဆိုတဲ့ကဲ့သို့ ပြုမှုနေသူကဥတော်ဓာရဲ့ညီဦးလေးတော်သူ ကိုမောင်တင်မေဖြစ်ပါသည်ဒူလေးတင်မင်းကို ခြေလွန်း၍သူနဲ့အတူသွားလျာခေါ်သွားတတ်ရာကတင်မင်းလေးပါတန်းရဲ့အရက်ကိုတောက်တက်လာသည် ဒိုမတဆက်တဲ့ဖေသမဘဝကိုကူးဆက်လာရီဒူးဆိုင်သမားတို့ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့ရတဲ့တင်းမင်းတယောက်ပင်ကိုပီစာဆိုင်နဲ့ပေါင်းဆက်မိတဲ့အခါမှာအကွန်မဲတဲ့ကျမ်းပမာဗယံမတာဖြစ်လာရရင်တင်းမင်းပြန်တော့မလားကွာပြန်မယ်ကွာပါလာသမားငွေလဲဗလာချင်းမီဖဲရှုံးမိမဲအရက်တော့တောက်လို့ရပါတယ်ကွာလာပါဝင်းချစမ်းမအောင်အေးစိတ်ညစ်ပြေတော့ပေါ့မောင်ညွန့်ရရတယ်လေ ကျွေတယ်လေကြက်တခုံနဲ့မင်းနိုင်တဲ့နေ့လေးရှိလာအောင်မှာပေါ့ကွာအဲ့ဒီခါကျတော့မင်းကတက်လက်ပြန်ပြီးတော့တိုက်အောင်ပေါ့ပြောစရာမလိုပါဘူးကွာကဲကဲငါပြန်မယ်ကျွန်းအုပ်လို့မကြားရစင်ရိုင်းကဲ့သို့အသည်စိတ်လွတ်နေတဲ့တင်မင်းတယောက်တောက်လာတဲ့အရက်ရှင်ကြောင့်ဒရင်တရိုင်နဲ့လမ်းပြေအောင်လျှောက်လာတယ်တနေ့ရအရောက်မှာတဖက်ရွာစီမှာကြောင်စင်းပြန်လာတဲ့ဒူမာလေးဇီးကွက်မနဲ့မျက်နှချင်းဆိုင်တိုးပါတယ်ဇီးကွက်မမှာ ်ဦးမောင်တင်ရဲ့ကိုနစ်အရွယ်သမီးလေးဖြစ်ပါရဲ့ဟမ်ပထွေးလေးမူးလာပြန်ပြီမူးမူးတော့ဘာဖြစ်တယ်လဲဖဖကြီးကိုတိုင်းပြောမှာပေါ့ဈေးကွက်ဒီကုတ်လောင်းဈေးကွက်မကတင်မင်းနီကိုကတ်သွားရဲ့တင်မင်းရဲ့ရီဝေတဲ့မျက်လုံးထဲမှာဈေးကွက်မလေးရဲ့နာနာဖက်စီမှာလက်လက်ထနေတဲ့နှကွင်းလေးကိုသာမြင်နေရတဲ့ပထွေးလေးဘာပြောမှလဲပြော တင်မင်းကဇီးကွက်မလေးကိုပွေကျုံကလမ်းပီးရှိစဘာတော်လေးကိုပွေချီသွားတယ်။ကလေးကလေးကြောက်လန့်ပြီးငေးတန်းပါအောင်អော်រីရုံးကန်နေ။ကဲအောင်းခါတင်မင်းကသူကားမှအသင်ပါလာတဲ့ဓမြောင်နဲ့ကလေးမလေးရဲ့ရင်ဝါကိုနှစ်ချက်ဆင့်ထိုးလိုက်တဲ့ကလေးမလေးကငြိမ်ကြသွားတာနဲ့နေရွက်နှစ်ဖက်ကိုဓာနဲ့လှိဖြက်ကနှကွင်းလေးတရံကိုယူလိုက်တဲ့ အလောင်းကို စပားတော့အတွင်မှာမြုပ်ကဖဲဝိုင်းတီရှိရာကို နောက်တစ်ချောင်းပြန်ခောက်ခဲ့သည်ဇီကွက်မရဲ့အလောင်းကိုသုံးရက်မြောက်တဲ့နေ့မှာရှာဖွေတွေ့ရှိကြသည်တင်မဲအမတ်မထင်ကြကြံခဲ့တဲ့ပစိုးဟောင်းလီကထိုလူရက်ပြီးလူတတ်မှုပေါ်လွင်စေတဲ့တဲလွန်စားဖြစ်ခဲ့ပါသည်ဒါကတော့တင်မဲရဲ့ဘဝဖြစ်စဉ်ဖြစ်သည်တင်မင်းကိုစီရင်ခဲ့ဒီမှာ၁၀ရက်လောက်ကြာခဲ့ပါပြီ နွေရာသီကာလပူအိုက်တဲ့အတွက်အိမ်ရှိစင်းကြံမှာဖြာတစ်ချက်ခင်းပြီးနေခင်းနေ့လေအနားယူလိုက်ပါရိတစက်ထဲမှာပဲအိပ်ပျော်သွားရိဆရာဆရာနောက်မှခေါ်တန်ကြလို့လှည့်ကြည့်လိုက်သည်မှာတင်မင်းကို တွေ့ရရိကျွန်တော်ကရက်ဆောင်နေရင်မှသူ့ဘက်ကိုလှည့်ကမျက်နှာချင်းဆိုင်လိုက်ပါရိပြေးလာရတော့မောလိုက်တာဆရာရဲ့ဟေ့အောင်မင်းသေးပြီမဟုတ်လားဟုတ်တယ်လေဆရာ တည်ရင်လဲသွားတော့လေကွာဘယ်ကူသွားရမှာလဲဆရာရဲ့ဘဲသိမှာလဲကွာမင်းလမ်းမင်းသွားတော့ပေါ့ဘသူကမှလက်မခံဘူးဆရာရဲ့ဘဲကလက်မခံတာလေအဲ့ဒီကလူတွေကပါမင်းပြောတာပဲတည်ရင်မြေကြီးထဲမှာပဲပျောက်သွားတာဆိုဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ပျောက်မသွားဘူးဆရာငါးစီကိုဘာလာလောက်တာလေကျွန်တော်ကိုတနာပါဆရာကျွန်တော်တို့တပိတ်တို့ပေးပါဆရာထောင်ကလောက်ပေးပြီးသားပဲကွာငါမှမဆက်မရှိဘူး ဲ့ဒီတော့ကကျွန်တော်စိတ်လေးလေးနဲ့ရှောက်သွားနေလို့မတိလိုက်ရဘူးလောက်ပေးပါဆရာကြီးအေးပါကွာလောက်ပေးမယ်သွားတော့ကျွန်တော်အိယာကနေလက်နိုးရရီနေကင်းကြောင်တောင်ကြီးတောင်အိမ်မက်ကလာရှုပ်ရရီကျွန်တော်ရဲ့လက်ဖျားလေးများကို အပြန်လန်ဆန်းစစ်ကြည့်မိတယ်လက်ဖျားလေးတွေအီးနေပါလေအိမ်မက်ထဲမှာတင်မင်းနဲ့အပြန်လန်ပြောကြတဲ့စကားများကိုတွေးပြီးပြုံးနေမိတယ်မတွေးလဲခက်တွေးလဲခက်မယုံလဲခက်ယုံလဲခက်ဆိုသလို အိမ်မက်ထဲမှာမိမိဘက်ကဂရိတော်ပြီးလိုက်မိတယ်။အစွဲလန်းကြောင့်လားတကယ်ဖြည့်ရက်ပြီးလားအိမ်မက်ဆိုတာကနိုးရင်ပျောက်သွားတယ်လို့ဆိုကြပေမဲ့စဉ်းစားစရာကကြံ့နေပါလိမ့်။အိမ်မက်အကြောင်းကိုဇနီးတဲ့အမကိုပြောပြမိတယ်။အဲ့ဒါတရေချောက်တာလား။မဟုတ်ပါဘူးကွာအိမ်မက်ပါ။မင်းကလည်းတစိတ်ရှိကြောက်ဖို့လောက်ပဲတွေးတော့တာပဲ။ဒီကတော့မဟုတ်ပါဘူးနော်ကလေးအတွက်ပါ။ဒါဖြင့်မင်းကမကြောက်ဘူးပေါ့ဟုတ်လား။ တူတူပေါ့လောက်ပေးလိုက်ရင်ကောင်းမယ်ကွာအိမ်မက်ဆိုတော့လေတို့အလူဖြစ်သွားတာပေါ့သဘောတူတယ်မဟုတ်လားလူကတော့တူပါတယ်ပက်ဆန်ကကြီးကြီးကျယ်ကျယ်မဟုတ်ဘူးလေကွာစွန်းချိန်တချိန်ဆိုရင်လေရတာပဲကွာဒါဆိုလေပြီးရောဒုနေညာကကျွန်တော်ကင်းစစ်အလေကြပါရည်ညာ7နှစ်နာရီနောက်ပိုင်းအလင်းပိုင်းဖြစ်ပါရည်ထောင်တွင်းကြီးကင်းနေရအသီးသီးကိုစစ်ဆေးပြီးအင်ကိုပြန်လာခဲ့ရည်မနက်၄နာရီခွဲခန့်ရှိပါပြီ အင်းရှိလေကားကိုလှမ်းအတက်မှာကျွန်တော်ရဲ့ခြေထောက်တစ်ဖက်ကိုတစုံတစ်ယောက်ကနောက်ကနေလှမ်းဆွဲတကယ်သူထိတွေ့ခံစားရပြီးစီထားတဲ့ဖက်နဲ့တစ်ဖက်တောင်ကျွကြသွားရီရုတ်တရက်မှုကျွန်တော်ကလှမ်းသွားရီနောက်မှသတိရပြီးဟိယဒီနေ့မနက်မင်းအတွက်အလှလုပ်ပြီးတော့အမြဝေပေးမှနော် တခြားလျှောက်ပြီးတော့တဝေထိုးမနေနဲ့သူတို့ဆိုကခြေထောက်များကအိမ်မော်ကိုဘယ်ချိန်ရောက်သွားမှမသိအောင် ပြေးတံလိုက်မိတယ် အမရေအမကိုကိုလာအေးတကားဖွင့်ကွာတကားဖွင့်ပေးပြီးသူမကကျွန်တော်မျက်နှာကိုကြည့်ပြီးမေးလိုက်တဲ့ဘာဖြစ်လာတာလဲဘာမှမဖြစ်ပါဘူးစောစောက စကားပြောတန်ကြားလိုက်တယ်လို့ပဲဘသူနဲ့ပြောနေတာလဲခွေးပါကွာလေကားပေါ်တက်အိမ်နေလို့အိမ်မှာခွေးမှမရှိပဲတရေလားလောက်ပြန်ပြီမင်းနိုးနေတာလားဟုတ်တယ်လေစွန့်ချက်စရာရှိတယ်မဟုတ်လား ဟုတ်သားပဲဒါဆိုလဲချက်တော့ကွာကိုလဲလဲလိုက်အောင်မဲအာအမတယောက်ထဲမိဖို့ထဲမှာမနေဝုံမူကိုကိုအနားမှာလာနေပြီဘုတ်တော့သူနေနေပိုင်းမှာတန်ခါတပါပင်ပြီးစွန်းချိုင်ကက်ခါအလူလုတ်ပြီးတင်မင်းကိုလဲအမိတက်ပြီးအမြဝေမြစ်တာပို့လိုက်ပါရီသူနေကစပြီးတင်မင်းနဲ့ပတ်သက်တဲ့ဇာကြောင်းကညီကုန်းချုပ်သွားခဲ့ပါရီ တရားလက်လို့ငှက်တောင်ကျို့ဘဝနဲ့အဆုံးသက်သွားရရှာတဲ့တင်မင်းရဲ့အဖြစ်ကတနာစရာကောင်းလာတယ်လို့စင်ကြင်မိတယ်။သူဘဝသူ့ပဝန်းကျင်အနေထားကို၎င်းသူကျင်လေပေါင်းသိင်ခဲ့ရတဲ့အနေထားကို၎င်းစမ်းစစ်ကြည့်မယ်ဆိုပါကမမြင်မျက်လုံးအစုံကန်းနဲ့အတိုင်းဝိုင်းမှာသာကျင်လေရှောက်လန်းခဲ့ရတဲ့ဂျေးစီတန်ကြားလို့မှတာရုခေါ်ရမှမသိတဲ့အတိုင်းဝိုင်းဂျေးစီတန်ကြားရင် နာညီလာတယ်လို့ထင်တဲ့ပဝန်းကျင်မျိုးမှသာဖြစ်တယ်။ ယခုတော့တင်မင်းဆက်လျှောက်ရအောင်မဲတန်တရာခီကမြည်တို့လည်းရင်ရှိကြမလဲအတိတန်ဝေကပဲရလီအောင်တော့အချိန်ကတော့နှောင်းခဲ့ပြီဖြစ်ပါရဲ့စာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရဲ့ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရဲ့ကျမကတော့ တင်ဆက်သူမဆန်နာဘေးဖြစ်ပါရှင်။